Thai visa ကိုကိုယ်တိုင်လဲ online ကနေအလွယ်တကူလျှောက်လို့ရတယ်နော်ဒါပေမဲ့မထင်မထားတဲ့အချက်လေးတွေကြောင့်ပဲဗီဇာလျှောက်ထားမှုကိုညှိပယ်ခံရတာမျိုးဒါမှမဟုတ်ဗီဇာ reject လုပ်ခံရတာမျိုးကြုံရနိုင်ပါတယ်။ ဗီဇာတင်တဲ့အခါမှာအခုပြောပြမယ့်အမှားတွေမလုံးမိအောင်သတိထားဖို့တော့လိုမယ်နော်။သိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တော့နော်။တစ်အချက်ဗီဇာတင်တဲ့အခါအသုံးပြုတဲ့ဓာတ်ပုံကနောက်ခံအဖြူမဟုတ်ခြင်း၊မျက်လုံး red eye effect ဖြစ်နေခြင်းနဲ့သွားပေါ်အောင်ရည်ထားသောဓာတ်ပုံဖြစ်နေခြင်း၊လိုအပ်သည့်ဓာတ်ပုံမူတိပြပြစင်နာခြင်း၊သတ်မှတ်ထားသောဖိုင်ဆိုင်တဲ့ကြီးနေခြင်း။နှစ်အချက်စာရွက်စာတမ်းအချက်အလက်များမပြည့်စုံခြင်း၊ကြီးလင်းပြတ်သားမှုမရှိခြင်း၊ passport biodata အချက်အလက်များမထင်မရှားဖြစ်နေခြင်း ။တကောင်စင်မှတ်ပုံတင်ကဲ့သို့မိသားစုဝင်အထောက်အထားများပြည့်စုံစွာမတင်ပေးခြင်း၊လေလက်မှတ်နှင့်ဟိုတယ်အတွက်အစီအစဉ်မှုများမပြည့်စုံခြင်းမမှန်ကန်ခြင်း။သုံးချက်ဗန်နာရေးအထောက်အထားအမှားများတန်ရုံးဤတမတ်ချက်နှင့်မကိုက်ညီတဲ့ဘန်စတိတ်မန့်များတင်သွင်းပြသခြင်း။ statement ဒီတက်မှတ်ပမာဏထက်နည်းသော လက်ကျန်ဝေးပမာဏဖြစ်နေခြင်းစတဲ့အချက်တွေပဲဖြစ်ပါရဲ့ရှင်။ကဲဒီလိုအမားတွေကိုမမျှော်လင့်ပဲလုပ်မိပြီး visa ရချက်မဖြစ်ရစေဖို့ညီမတို့ဝေါ်မြမ travel ကိုသာတာဝန်ပေးလိုက်ပါနော်။ ဗီဇာအတွက်စိတ်အေးဖို့ဝေါ်မြမထရာဗယ်ကိုဆက်သွယ်စို့